ကောပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါချန်ပီယံလိပွဲကြို30ချက်အစီအစဉ်ကနေကိုချူစုလိုက်ပါတယ်ကျွန်တော်ဒါဒီနေ့အာဆင်နယ်နဲ့ PSG တို့ရဲ့ချန်ပီယံလိအချိုးဘိုးလူပွဲအကြောင်းလေးကိုကျွန်တော်ဒါတင်ဆက်ပေးသွားဖို့ရှိပါတယ်တင်ဆက်ပေးတဲ့အချိန်တော့နည်းနည်းလေးတော့နောက်ကျသွားပြီပေါ့နော်ကျွန်တော်ဒါဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့စစ်သူရဲနေကောမှာပါဝင်သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်သူရဲမင်္ဂလာပါညီမင်္ဂလာပါကိုအဲရာသီဥတုချိန်နေရောတခြားအကြောင်းအကြောင်းတွေရောကိုဒါရိုက်တာတော့နည်းနည်းလေးနောက်ကျသွားအောင်ပေါ့နော်အဲဒါမဲ့ဒီညပွဲကလည်းတနာယီပွဲမှဆိုတော့ ချိန်ရတော့ပေါ့လေချိန်ရတော့တို့တာတင်းကြည့်ကြပါတော့အာဆင်နယ်နဲ့ PSG ဆိုတော့လည်းတကယ်ဟိုပရိသတ်ကအကြိုက်လည်းဖြစ်တယ်ဒါလက်လို့မခံမဲ့ပွဲလည်းဖြစ်တယ်ဆိုတော့ဟိုရတော့အချိန်လေးဒါကြိုးစားပြီးတင်ကြတင်းကြည့်ဖို့ဒါကိုယ်ကစီစဉ်ထားတယ်အာဆင်နယ်ကဒါအားလုံးသိရတဲ့အတိုင်းပဲဒါချန်ပီယံလိဒီယာဒီမှာဆိုရင် ရှုံးပွဲမရှိတာဒါရှစ်ပွဲဆက်ရှိပါတယ်ဘယ်တော့သူအင်တာမီလန်ကိုသူရှုံးခဲ့ပြီးနောက်ပိုင်းချန်ပီယံလိမှာရှုံးပွဲမရှိတာဟုချန်ပီယံလိအိမ်ကွင်းရလဒ်တွေပဲသူတို့လေးကောင်းတာကိုတွေ့ရတယ် ဒါအချိုဘိုလူဝဲမှာလည်းဒါနောက်ဆင့်တဖို့အတွက်ဒါ US စတဲ့အတင်းတင်းလည်းဖြစ်ပါလေ။ဒီအာဆင်နယ်ရဲ့အခြေအနေပေါ်တော့စီကျွန်တော်ပုံသက်ပြပါဦး။ဟုတ်ကဲ့ကိုကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တွေတော့ကျွန်တော်အကျမ်းပြင်းပေါ်တော့အတင်းတဲ့ characteristic အကြောင်းကိုအကျမ်းပြင်းတော့ကျွန်တော်တို့အခုနေ့ကျွန်တော်နဲ့တင်ဆက်ခဲ့တာခဲ့တယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီပွဲနဲ့နီးခဲ့တဲ့အသေးစိတ်အခြေအနေပေါ့လေသေးစိတ်အခြေအနေမှာ Arsenal ဘက်ကအကောင့်နေစေပဲ Arsenal ကဒီဖလားပွဲနဲ့ပူလိုက်ဖက်တဲ့ပုံစံရှိတယ်အကောင့်နေစေပဲအချိန်ထဲမှာ ပါပြီးပါပြဿနာရှိလဲဆိုတော့ Thomas Partey ဗန် sorry ပွဲပယ်ပြဿနာရှိ Thomas Partey ပွဲပယ်ပြဿနာကြောင့် Arsenal shape ဟာဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ကိစ္စတစ်ခုကိုကျွန်တော်စဉ်းစားကြည့်ဖို့လိုလာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲဒီ Thomas Partey ပါနေတဲ့ Arsenal ရဲ့ဒီလုံးဆောင်နိုင်စွမ်းတော်တော်လေးမြင့်တယ်အဲပြီးတော့လုံးဆောင်နိုင်စွမ်းမြင့်တာတက်ပိုပြီးစနစ်ကြတာပေါ့နော်အဲ့တော့အခုဟာ Thomas Partey မပါရတော့ကျွန်တော် single pivot ကစားသမားပျောက်ပြီအဲ့တော့အဲ့ single pivot ကစားသမားနေရာကို Declan Rice ဝင်ကစားပို့များတယ် ော့ Declan Rice ဝင်ကစားရင် Declan Rice နေရာဘယ်သူကစားမလဲပေါ့နော်အဲ့တော့ Mick Cameron ကိုကစားဖို့အများသွားတယ်ပေါ့နော်ကျွန်တော်တို့ရေပူရအရာပြင်ပြကြည့်မယ်ဆိုအဲ့တော့ Mick Cameron ကရှေ့တိုက်စစ်အထောင်နေရာမှာအလုပ်ဖြစ်နေတယ်အဲ့တော့နေရာဘယ်သူကစားမလဲ Trosser ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်တို့ကတည်ငြိမ်နေတဲ့အသင်းတစ်ခုတည်ငြိမ်နေတဲ့အဲဒီ machine ပေါ့နော်လက်ရှိ Real Madrid ကိုဖြုတ်ခဲ့တဲ့ Killer machine တစ်ခုရဲ့ပုံစံကလည်းနည်းနည်းလေးပြောင်းသွားမယ်ပြောင်းသွားပြီးတော့ နည်းနည်းလေးอ่ะမဟုတ်ဘူးအဲ့နည်းနည်းလေးပြောင်းသွားတဲ့အချိန်တွေကကျွန်တော်တို့ခုနလိုမျိုး Declan Rice ရဲ့နေရာပြောင်းခြင်း McKenna ရဲ့နေရာပြောင်းခြင်း Moreno နေရာမှာနောက်ထပ်တယောက်အစားဝင်တဲ့ပြောင်းလဲအဲ့တော့ပုံမူလပြောင်းသွားတယ်ပေါ့နော်အဲ့တော့ပုံမူလပြောင်းသွားတာ ਨੇ ကျွန်တော်တို့ကတခြားသောပြောင်းလဲမှုတွေမြင်ရနိုင်ခြင်းရှိတယ်ဒါကတော့ Arsenal ဘက်ကဒီစိုးရင်ရเสียဖြစ်တယ်အခြားတစ်ခုဖြစ်တယ်အဲပြီးတော့ဒီ Chelsea အားသာချက်တွေကတော့ပုံမှန်တိုင်းရှိနေတော့မယ်ပေါ့နော်အားသာချက်တစ်ခုဖြစ်တယ် PSG ဘက်ကကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ PSG က ်ပြန်ရပြဒနာဒီတန်းရပွဲပဲပြဒနာမရှိဘူးဒါပေမဲ့သူတို့ကပြဒနာလို့ရှိရသူတို့နောက်ဆုံးကစားတဲ့လီဂူးမှာသူတို့နီးအသင်းကိုသူတို့ရှုံးနေခဲ့တယ်ပေါ့နော်အိမ်ဝင်းမှာရှုံးနေခဲ့တာပြီးတော့သူတို့ရဲ့ပြောမယ်ဆိုရင်သူတို့လီဂူး1ကိုဟိုရှုံးပွဲမရှိရယူမဲ့စံချိန်ကြီးလဲသူတို့ပြတ်သွားတယ်ပေါ့နော်ပြသွားခဲ့တာကပြဿနာတော်တော်လေးရှိတယ်ပြီးတော့အဲ့ဘွဲမှာဒီ PSG ရဲ့ဒီယာဒီမှာမြင်တွေ့နေကြ set piece အနေနဲ့ကျွန်တော်တို့သတိထားမိခဲ့ရတယ် set piece အနေနဲ့သတိထားမိခဲ့တဲ့အချိန်မှာ ။ဘာသာပြန်လဲဆိုအာဇနရဲ့ service monster ကြီး service monster ကြီးဖြစ်တဲ့အတွက်ဒီ service analyst တွေကိုပုံမြင်ရတဲ့အပြင်ပြီးတော့ဒီသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအရအရေးပါတဲ့အချိန်မှာဒီအာဇနနဲ့အရေးပါတဲ့ပွဲရှိတဲ့အချိန်မှာလူကုန်ထုတ်ကစားရတာနဲ့ဒီလိုတဲ့ language မှာရှုံးသွားတဲ့ analyst အဲ့တော့ PNG ကလည်းအဲ့ analyst ကြီးကိုပြလာတာပဲ။အဲ့တော့လက်ရှိအခြေအနေဒီပွဲကအနိကဆုံးအခြေအနေမှာကျွန်တော်တို့အဲ့ဒီအခြေအနေလေးတော့မြင်ထားရပါတယ်ပေါ့။ အဲအစနေမှာဒါစစ်တွဲခါပြောမှုပါလေဟိုဖာတီနဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะဒါတမျိုးချစဉ်းစားမယ်ဆိုတော့ဒီဂန်ရိုက်စ်ကိုနမစစ်ရိုးပို့ပေါ့เนาะဒီ left number 8ရိုးကိုတော့ဒါမေရီနိုကစဉ်းစားမယ်ဒီလိုပုံစံမျိုးရှိတယ်လို့တခါစစ်ပြောမှုတဲ့ဒီ idea လေးလည်းမဆိုဒါတော့ပါလဲဆိုတော့ဒါဟို Julian Timbers ကိုဒီဘယ်လိုပြောမလဲအထိုင်ပေါ့ကိုယ့်လက်အထိုင်ပါတီနေရာကိုဝင်ပို့ပြီးတော့မှာစားပြီးတော့မှာကျန်တဲ့ rule စီအမဒီဘယ်လိုပြောမလဲ rice ကလည်းသူရဲ့ပုံမှန်တိုင်းပဲ left number 8ရိုးသွားမယ် ်အမ်မရီနိုကလည်းဒါ post nine ပုံစံနဲ့ဆက်ပြီးတော့မှသွားမယ်ဆိုရင်လည်းသွားနိုင်တဲ့တပောက်တော့ရှိလာဘူးเนาะဒါပေါ့ဘုဖွဲနဲ့အဲပိုပြီးနည်းနည်းလေးတော့ရှုပ်ထွေးသွားကောင်းရှုပ်ထွေးသွားနိုင်တယ်ဒီ point ဖြလူစင်းမှာတော့ rice ရဲ့နောက်တဲ့ mirino ရဲ့ odiga ရဲ့ဒီပွင့်လက်အထိုင်သုံးပြီးတော့မှတကယ် implay ကြရင်ဒါမကြာခဏအခုဒါ guardiola ခံကြွတဲ့အသင်း artita ခံကြွတဲ့အသင်းတို့ကမြင်နေကြပုံစံတိုင်းပဲ transit အစလိုတယောက်ကပွင့်လက်ဝင်ထောက်ပြီးတော့မှဒါကိုအတက်ကင်သွားတဲ့အချိန်မျိုးမှာဆိုရင်ဒီလိုပုံစံသွားမယ် defending သွားတဲ့အချိန်ကျရင်တော့ဒီ rush ကမီတော့ဆင်းမယ်ဆိုရင်တော့အဲဘယ်လိုပြောမလဲအဲ့တော့နည်းနည်း complicated တော့ဖြစ်တာပေါ့လေဒီသွားတဲ့ပုံစံမျိုးလေးမှာတော့ဒါ timbers နဲ့ဒီအဓိကတော့ rush ပေါ့ဒီနှစ်ယောက်အတွဲကအတက်ဆင်းလို့တဲ့အချိန်မှာတော့တော်လေးကို timing ကိုက်ဖို့တော့လိုတယ်တခုအားသာချက်ရှိတာကတော့ arsenal ကတခြားပြည်ဆိုတော့ဟိုကစားနိုင်ပါမလားလို့နည်းနည်းစိုးရိမ်ကြရှိတာပေါ့နော် arsenal ကကျတော့ဒီနေရာမှာ အာတာချက်ရှိရလို့ကိုကတော့ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားလမားတိုင်းကနေနေရာစီလောက်ကုန်းကုန်းကစားနိုင်တဲ့အခြေတွေးရှိတယ်။ဟိုကစားလဲကစားခဲ့ကြရတယ်ဆိုတော့ဒီပိုင်းလေးမှာတော့ပေါ့နော်။အခုကတော့အဲ့ဘလိုပြကွင်းလေပြဿနာကိုအဲ့မျိုးမျိုးဖြေရှင်းသွားမလားပေါ့စီတူရောအဲ့ကွင်းလေနဲ့ပတ်သက်ပြီးတော့မှဒါအထိတာဘလိုဖြေရှင်းမယ်ဆိုပုံစံတခြားပုံစံပေါ့လေဘလိုမြင်မိထားလဲမသိဘူး ဟုတ်ကဲ့ကိုတခြားပုံစံကျွန်တော်မမြင်မိဘူးကိုကျွန်တော်ကျွန်တော်ထင်တာကတော့ဒီတမယိုးကြပုံစံပဲသွားမယ်လို့ကျွန်တော်ထင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်အကြီးရဲ့အချိန်ဖြစ်နေအရင်အကြီးရဲ့ပွဲဖြစ်နေတဲ့အခါမှာစွန့်စားမှုတွေအများကြီးမလုပ်တော့ဘူးလို့ကျွန်တော်မြင်မိတယ်ပေါ့နော်။ Architecture ရဲ့ဒီသူ့ရဲ့ style အရာပေါ့နော်။ပြီးတော့သူ့မှာဒီသင်္ကန်းစာကြီးရှိတယ် Guardiola သင်္ကန်းစာကြီးပေါ့နော်။ Guardiola အနေနဲ့အဲ့လိုမျိုးအကြီးရဲ့ပွဲတွေမှာ tactical ဘိုင်းဆိုင်ရာစဉ်းစားမှုလွန်ကဲပြီးတော့ဒီအစမ်းထွင်လာရရှိရပေါ့နော်။ သူတက်တကယ်စဉ်းစားကြည့်ရအဆန်းထွန်းအဆန်းထွန်းတာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လိုခါမှာကျွန်တော်လီဗာပူးကိုရှုံးနေလီဗာပူးကိုပရီးမီးယားလိမှာရှုံးနေပွဲတွေပြီးတော့ဒီလိုင်ယွန်ရှုံးပြီးတော့ပြုတ်တဲ့ချန်ပီယံလိအခြေအနေတွေမှာကျွန်တော်တို့သင်ကန်းစာကြီးကြီးတွေကြုံတွေ့မှုတွေပေါ့နော်အဲ့တော့ဒီကွာလူလာကိုအာတီတာကမန်ထောအနေနဲ့ထားရလို့ဖြစ်တဲ့အတွက်ဒီကွာလူလာရဲ့ um style လေးကိုသူဖြစ်ခံမယ်ဆိုတော့မထင်ဘူးမထင်မင်းနဲ့သူ့အနေနဲ့သူ့ရဲ့ plan လေးကိုပဲဒီ တမန်ရိုးကြပါတော့နည်းနည်းလေး conservative ဖြစ်တဲ့ပုံစံဘက်ကိုပဲသွားမယ်လို့ထင်တယ်အရင်အရေးကြီးနေတဲ့ stage ဖြစ်နေရကြောင်းပေါ့နော်ဒီရာဒီမှာဖလားကလုံးလေးသောဖလားပြောရင်းချက်ဒီဖလားပဲကြံတော့တယ်ပြီးတော့ဒီ decline rise စာ single pivot ကိုကောင်းကောင်းကစားနိုင်တယ်အောင်းကစားနိုင်တယ် merino ကလည်း LCM ကောင်းကောင်းကစားနိုင်တယ်။ Frosar ကလည်း Force 9ကောင်းကောင်းကစားနိုင်တယ်။အဲ့တော့အဲ့ဒီအတိုင်းပဲသွားမယ်လို့ထင်တယ်။ဒါပေမဲ့တစ်ခုတစ်ခုလေးပဲပြတ်သွားတာတစ်ခုလေးပြတ်သွားတာကျွန်တော် real နဲ့ပွဲက momentum တော့ပြတ်ပါမယ်။ ဒါပေမဲ့ကျွန်တော်အခြားသောမူမန္တန်တော့ဖြစ်ရောကျွန်တော်မြင်ရဖို့ရှိရလို့ထင်ပါတယ်ကိုဒါတော့စီတူရဲ့အမြင်ပေါ့နော်ဒါစီတူကိုယ်လည်းပတ်သက်ပြီးမှအစနတော့ဒီပုံစံတိုင်းဆက်သွားနိုင်တယ်ဆိုပြီးတော့မြင်ရအကိုကတော့နည်းနည်းလေးမြဲဒါဟိုတချို့အချိန်နေကြရင်တော့ဟိုနည်းနည်းစမ်းသပ်မလားပေါ့နော်အဲ့လိုလေးတော့သွားပြီးတော့မြေကြည့်ရတယ်တကယ်တမ်းဒါပြန်စဉ်းစားကြည့်တော့ဒါစီတူပြောသလိုလေဒီပွဲကြီးတွေမှာကြတော့သိနိုင်တာတော့စင်ချန်ကိုလိုကစားသမားမျိုးကိုစင်ချန်ကိုလိုကစားသမားမျိုးကိုအဲ့ဒီအမှာထည့်လိုက်ပြီးတော့မရီနိုရှိမှပဲထားပါပေါ့နော် ချင်းချင်းကိုကခန်းစစ်အခန်းစစ်မှာခန်းစစ်ညံ့လာပါဒါပေမဲ့ကွင်းလယ်မှာဆိုရင်ခန်းစစ်ညံ့တယ်လို့ကျွန်တော်ပြောလို့မရဘူးသူရဲ့အနေအထားဆိုရင်အဲ့တော့အဲ့လိုသုံးတာမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှလည်းဒီ PG ရဲ့ညတော်မန်တိုက်စစ် PG ရဲ့ DRD မှာညတော်မန်ထိုးပေါက်လာပုံများတော့ဟိုညတော်မန်တိုက်စစ်ကိုကျွန်တော် LB အဲ Louis Miles Louis Kelly နဲ့ဒီစင်ချန်ကိုနှစ်ယောက်ဒီ L double left ဘယ်လိုမျိုးပုံစံမျိုးနဲ့ဒီပုံမတိုးတက်ပြီးတော့ကာပွယ်နိုင်ချေရှိနိုင်တယ်ပေါ့နော်အဲအဲ့လိုတော့ဖြစ်နိုင်တယ်လို့တော့တင်မိတယ်ပေါ့ အဲနောက်တစ်ခုကကိုတို့ဒါ PSG ဘက်ကိုဆက်ပြီးသွားတယ်ဗောနော PSG က midfield တုံးကတော့ America ကမှာသူတို့2-0နဲ့ရှုံးခဲ့တယ်အဲ့ဒီတုံးကကစားပုံနဲ့လက်ရှိကစားပုံကမှာတော်ကြီးကိုကွာခြားသွားတယ်ဆိုတော့ကိုတို့ဒါတိထားကြတယ်ဟောအချမ်းမြင့်အားဖြင့်တော့အဲအထူးဖြစ်တာ midfield နောက်ဆုံးပွဲစဉ်ဖြစ်ဒီနောက်ပိုင်းပွဲစဉ်ဖြစ်တဲ့ Manchester City ကိုနိုင်တဲ့ပွဲမျိုးတွေနောက်ထပ်ယာတီအဲ midfield ယာတီပိတ်ပွဲစဉ်ရဲ့နောက်ထပ်ဒီ knockout stage ပွဲစဉ်တွေဒီပွဲစဉ်တွေမှာကျတော့ PSG ရဲ့ပုံကအရင်တိတိကျကျကိုပြောင်းသွားတာကိုကိုခန်းစားရတယ်ဒီဘယ်ပိုင်းနေမြန်တာ PSG က ိုကြောင်းလဲသွားပါလေเนาะဒါ leafage တော့အစင်တွေကိုရှုံးခဲ့တဲ့ပွဲရတဲ့နောက်ပိုင်းဒီ knockout stage တွေမှာကစားသွားတဲ့ခြေစွမ်းလေးကိုလည်းသူဆက်ပြီးမှတုံ့ပြန်ပြပါဦးအာဟုတ်ကဲ့အဓိကကတော့အဲ့ဒီအခြေအနေတော့ငါတည့်အချက်တန်ပြီးလေးမပါဘူးပြီးတော့ဒုတိယအချက်အနေနဲ့ဒီ loose energy ကသူ့ရဲ့ queen လေ၃ယောက်နဲ့ dice ၃ယောက်ကိုအဲဒီဟန်ကြပန်ကြရွေးချယ်နိုင်ခြင်းမရှိသေးဘူးသူလိုတဲ့လိုချင်တဲ့ idea အတိုင်းကစားနိုင်တဲ့ကစားသမားတွေကသူရွှေနေလုံးမရှိသေးတဲ့အဲ့အချိန်တော့ ရင်းနှီးမှာဖြစ်တဲ့အတွက် design တွေလို့ဆိုရင်ကွင်းလယ်မှာဟိုဘက်ရောက်လာဒီဘက်ရောက်လိုက်နံပါတ်10ပြည့်လိုက်အဲအဲ့လိုမျိုးတွေဖြစ်ခဲ့တယ်အပြင်တိုက်စစ်မှာဆိုရင်လည်းဒီကုလမှုတွေလည်းများတယ်ပေါ့နော်အပြင်ဒမီလီမပါတဲ့အာနေချက်ကတော့ဒမီလီကတော့ဒဏ်ရာရလို့မပါတော့ဘူးအဲဒီတော့ကကျွန်တော်မှတ်မိသလားကတော့ဟိုပါပေါ့အစီကံပိုင်းဆိုင်ရာချုပ်ပေါင်းမှုကြောင့်ဒမီလီကိုခြံလိုက်ခဲ့တာအခြံလိုက်ခဲ့တာဖြစ်တဲ့အတွက်ဒမီလီမပါခဲ့ဒါပေမဲ့အဲအခုအချိန်နေမှာတော့အဲ့နှစ်ခုလုံးပြောင်းသွားပြီပေါ့နော်ဒမီလီကလည်းပါလာမယ်ပြီးတော့ခုနကကျွန်တော်ပြောခဲ့တဲ့ကွင်းလန်တဲ့တိုင်းစစ် မှာဒီ Louis Enrique ကစားလူတဲ့ပုံစံအတိုင်းကစားမဲ့ကစားသမားတွေရရှိထားပြီးအဲ့ညွန်ကြားချက်အတိုင်းနဲ့ကစားတာဟိုကျွန်တော်တို့တော်တော်လေး form မိနေပြီပေါ့နော်ပြောမယ်ဆိုရင်နောက်လျှောက်နောက်လျှောက်တို့ form မိနေပြီအထူးသဖြင့်ကျွန်တော် Champions League မှာဆိုရင်ဒါတော့မြေဝါတက်နေမြင်ခဲ့ရတယ်ပြောမယ်ဆိုရင်တို့ကြော်ပြက်ခဲ့ရဆိုတော့ Liverpool Aston Villa Premier League အသင်းတွေကြီးပဲအဲ့တော့ဘာသွားတွေးနိုင်လဲဆိုတော့ကျွန်တော်တို့က intensity Premier League ရဲ့ intensity အရင်မြင်မြန်လေပါပူကောင်းတယ်ဆိုတဲ့ဟာရှိတယ်ပြီးတော့နေပြပိုင်းဆိုင်ရာအရင်ကတိကသက်တွေ ဲအပေးစိတ် instruction တွေခေါင်းခေါင်းကစားနိုင်တဲ့အသင်းတွေဒါပေမဲ့အဲ့အသင်းတွေ ਨੇ ဒီလုံးဝ level 2အပြည့်ဝကစားနိုင်ခဲ့အော်လက်ရှိအချိန်မှာ BG အနေနဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာပေါ်လုံးကိုကိုယုံကြည်မှုရှိလဲမယ်အပြည့်တမီလေးပြန်ပါလာပြီပြီးတော့ခုနကျွန်တော် ပြောခဲ့သလိုဒီ loose energy gain ကစားလို့ရပုံစံအတိုင်းအဲကစားနေနိုင်ပေါ့နော်အဲ့တော့အဲ့ဒါပြောင်းလဲသွားပါတယ်အဲ့ဒါပြောင်းလဲသွားလို့လေအဆင်နယ်လို့ပြင်ချင်ဖြစ်မယ်ပေါ့နော်ပြောင်းလဲသွားတော့ကျွန်တော်အဲ့ဒါမြင်ရတယ်ဒါပေမဲ့အဲ့ဒါပြောင်းလဲယုံတဲ့အဆင်နယ်လို့ ဖြစ်လို့တော့မရဘူးကောင်းမှုလိုတယ်ပေါ့နော်ပြောမယ်ဆိုရင်တို့လီဗာပူးနဲ့ပွဲတော်ကလို့ခြေစွမ်းမျိုးကိုပြန်ပြနိုင်မှလားရမှာအဲပြောမယ်ဆိုအက်စတွန်ဗီလာကိုကစားခဲ့တဲ့ပုံစံမျိုးလောက်နဲ့မလုံလောက်ဘူးအဆင်မျိုးကစားအဲ့ဒီတစ်ချက်ကတော့ဒီ PSG ဘလောက်ပဲသူတို့ဖောင်မိလာမိလာအဲ့ဒီတစ်ချက်ကတော့ခရူးဆိုင်မဲ့အချက်တစ်ချက်ဖြစ်တယ်လို့ကျွန်တော်တင်မိတယ်ပေါ့ဒါ PSG ဘက်ကပေါ့နော်အဆင်တွေဘက်ကလည်းဒီပုံမြင်တော့ဆိုခရူးဆိုင်မဲ့အပိုင်းတွေတော့ရှိတာပေါ့အဓိကတော့ဒီနောက်ောက်ဆွေးစင်မှာ PSG ကစားသွားတဲ့ပုံစံကြီးကြည့်မယ်ဆိုရင်ပွဲစား ဒီ7မိနစ်15မိနစ်တွင်ဒီပွဲဆောက်တာချင်းပေါ့နော်ဒါကိုဂိုးတိုင်းချေပြီးတော့မှ present တော့ရှောက်ပေးတယ်အိမ်ကွင်းအဝေးကွင်းမကြီး present ပြီးတော့မှကစားရတယ်ပေါ့နော်ဒါဒီဘဘူးကိုဆိုလဲ amphi မှာအကောင်းကောင်းဒါဆောက်တဲ့နဲ့တိုက်စစ်ဖွင့်ပြီးကစားတယ်နောက်ထပ် villa park မှာဆိုရင်လည်းဒါ psg ကတိုက်စစ်ဖွင့်ပြီးမှဆောက်ပြီးကစားသွားတယ်ပေါ့နော်အိမ်ကွင်းအဝေးကွင်းမြေဝဲနဲ့အကောင်းကောင်း present လုပ်ပြီးကစားတဲ့ဒီပွဲအစပိုင်းမိနစ်တွေမှာတော့အစင်းတွေတော်တော်ကြီးကိုတည်ထားဖို့လိုမယ်ထင်တာပေါ့နော်ဒါအစင်းတွေဒီခိုက်တန်းတစ်ခုကိုပြန်ပြီးထိန်းနိုင်တယ်ပွဲတံပိုးထိန်းနိုင်မယ်ဆိုတော့ ရဲကြီးရဲ့ခံစစ်အယူအဆရတော့အကောင်းကြီးမဟုတ်တဲ့အတွက်ဒီအားနည်းချက်တွေကအစင်းတွေကလည်းပြန်ပြီးတော့မှအနိုင်ယူနိုင်မယ်လို့တော့ဒါတွေးလို့ရအောင်ပေါ့လေအဲဆိုတော့အခုဒီအားနည်းချက်အသာချက်လေးလည်းကိုတာပြောသွားပြီဆိုတော့ဒီနေရာမှာအခုဒါအစင်းတွေဒါနိုင်ခဲ့ရင်ပေါ့နော်ဒါနိုင်ခဲ့ရင်ဆိုရင်ဒီ service တွေကဟိုဝယ် service တွေကိုဝယ်အဓိကအားကိုးရမယ့်အခြေအနေရှိလာဒါမှမဟုတ်တခြားဒီကိုးရနိုင်တဲ့နီလန်းတွေတခြားအနိုင်ရနိုင်တဲ့နီလန်းတွေရောဒါစစ်တူဘလို့မြင်မိလဲဘူးဟုတ်ကော အားစနေမှာနိုင် PSG ကိုနိုင်ရနိုင်တဲ့နည်းလမ်းတွေနေရာသဘောရှိတယ်ပေါ့နော်ပြောရင် set piece မဟုတ်ဘူး set piece ကတော့ PSG ကိုယ်တိုင် set piece defend နဲ့အားနေတဲ့အပြင်ဖြစ်တဲ့အတွက် set piece ကတော့တော်တော်လေးအားစနေအားတာငါတို့လည်းသူတို့မြို့ပရဲ့ပေါ့နော်အကောင်ဆုံးအသင်းလို့ပြောလို့ရတယ် Premier League မှာလည်းအကောင်ဆုံးပဲလို့ပြောလို့ရတယ်အဲ့တော့ဒီ power ကြီးကတော့အကြီးပေါ့။တခြားသောနေရာတွေမှာပြအာဆင်နယ်ရဲ့ counter attacking transition play ပေါ့နော်။ကျွန်တော် real နဲ့ပွဲမှာဆိုရင် ကျွန်တော်တို့ဒုတိယအကြောနဲ့ပထမအကြောကစားသွားတဲ့ပုံစံမတူဘူးပထမအကြောတော့အဆိုရင်ဒီဘောလုံးကိုပိုကင်ပြီးတော့ပိုချဲလဲတဲ့ပုံစံနဲ့ကစားတယ်ဒုတိယအကြောမှာကျတော့ defensive ဘက်ကိုပိုသွားပြီး off the ball position ကိုပိုကစားတယ်အဲ့ကျွန်တော်အများတင်ပြသလိုပဲပေါ့နော်ဒါပေမဲ့တခါလေးကျကျွန်တော်အများတင်ပြရဲဆိုပြီးကျွန်တော်မပြောပဲခြံခဲ့လိုက်တဲ့အခါမှာတချို့ဆိုပရိသတ်တွေလွတ်သွားတာမျိုးရှိရတော့ကျွန်တော်အစအပြင်ပြောရမှာဆိုအဆင်နဲ့ကဒီသူ့ရဲ့442 off the ball position pressing ကအရင်ကောင်းတယ်ဥရောပမှာအကောင်းဆုံးအသင်းဖြစ်တယ် အကောင်းဆုံးအတင်းဖြစ်တဲ့အချိန်တည်းတပြိုင်တည်းတည်းသူတို့ကဘောလုံးကိုကင်ပြီးတော့အမ်လွမ်းမှုကြီးကစားနိုင်တယ်ပေါ့နော်ဘောလုံးမှာ60 70ကိုအကောင်းကစားတတ်တယ်ဒါပေမဲ့60 70မဟုတ်ဘူး40လောက်ပဲ30လောက်ပဲနဲ့ကစားမယ်ဆိုရင်အကောင်းကောင်းကစားတတ်တယ်အဲ့ဒါကိုကျွန်တော်တို့အချိန်ချင်းမြင်ခဲ့ရပြီးသွားပြီ Manchester City ကိုလည်းပြသခဲ့ပြီးသွားပြောမယ်ဆိုရင် Arsenal ရဲ့လွန်ခဲ့တဲ့နှစ်ကနေအခုနှစ်အထိကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်အသိကြီးရင်လည်းတွေ့ရပွဲတွေမှာ Arsenal ရဲ့ရှုံးတာကျွန်တော်မှတ်တာမှမမှီတော့ဘူးလို့ပြောလို့ရတယ် ရှုံးနေကြမရှိသလောက်ပဲဒီနှစ်မှာလည်းအာဆင်နယ်ရဲ့ဒီချန်ပီယံလိမှာတွေးတဲ့အသင်းတွေကကြက်ပါမန်သင်းတွေကကြက်တယ်အတော့တိုးတိုးပြင်းဒါအင်တာမီလန်လို့လို့လည်းတွေးခဲ့တယ်ပေါ့နော်အဲ့တော့အင်တာမီလန်နဲ့တွေးရခါမှာတော့အင်တာမီလန်ရှုံးတယ်ဒါပေမဲ့အင်တာမီလန်ရဲ့ကစားဟန်က PSG ကိုကစားဟန်မဟုတ်လုံးဝဆန့်ကျင်မယ်အင်တာမီလန်က slow pace ကိုသွားတယ်ကန်စစ်လိုင်းကဟိုးနောက်မှာတကယ်ဒါအခုချန်ပီယံလိအသင်းတွေအကုန်လုံးထဲမှာဒါအနည်းဆုံးထဲမှာပါတယ်ပြီးရဟိုဒီအင်တာမီလန်ရဲ့ကန်စစ်လိုင်းက အဲ PSG ကလည်းအဲ့လိုမဟုတ်ဘောင်းမြန် PSG တော့တိုက်စစ်အသင်းဖြစ်တယ်ဒီကန်စစ်လိုင်းရဲ့မြင်ရင်တိုက်စစ်ကိုခစားမယ်အဲ့တော့အဲ့လိုပုံစံတွေအတွက်လေအာဆင်နယ်ကသူ့မှာအပြည့်ရှိပြီသားသူတို့ခန်စစ်ကိုကောင်းကောင်းပိတ်ကစားနိုင်တယ်ဒီ real နဲ့ပွဲတော်ကပုံစံကိုကြည့်မယ်ဆိုရင်သူတို့၄၄နှစ်၄၄နှစ်ကနေခါလိုက်ကြခန်စစ်က6ယောက်ဖြစ်သွားတာမျိုး6ယောက်ဖြစ်သွားအောင်သူတို့ကစားတတ်တယ်ဒါမှမဟုတ် Nottingham Forest တို့ကသူကောင်းကောင်းကစားတယ်6ယောက်8ယောက်ပုံစံလူးလူးပြောင်းကစားနိုင်တယ်အဲ့တော့ဒါဟာသူ့ရဲ့အာသာချက်အဲ့တော့အဲ့ဒီအာသာချက်ကို PSG အနေနဲ့ရေးဆိုင်မှုအတွက်ကသူတို့ပုံမှန်ထပ်ပူကောင်းနေမှာရတယ် ဒါအရေးကြီးတဲ့ချက်ပေါ့နော်ဒါအပြင်အာဆင်နယ်တိုက်စစ်အခုနောက်လိုခံနေတဲ့အာဆင်နယ်ရုပ်ချင်းတိုက်စစ်ကိုပြောင်းလဲနိုင်တယ်သူတို့မှာဒီဆာကာမတ်တန်နယ်လေးကိုလို့တကယ်ကောင်းတယ်ပေါ့နော်ဘောကယ်ရင်ကောင်းပြီးအရင်မြင်တဲ့အားသမားရှိတယ်ချိန်ထဲမှာတက်လန်ရိုက်စ်တို့လို့တက်လန်ရိုက်စ်ဟာကိုယ်တိုင်လည်းဒီ speed အတိုင်းတာတစ်ခုကြီးရှိတယ် speed အတိုင်းတာတစ်ခုကြီးရှိပြီးတော့အဲဒီ brand phone နဲ့ဘွဲမှာတင်တယ်ခေါင်းသာလွတ်သွားတာတက်လန်ရိုက်စ်ပတ်ဆိုဆွဲထွက်ပြီးတော့ဒီလွတ်သွားပါပေါ့နော်အဲ့လိုအဲ့လိုမျိုး တန်လာရဲလုံနိုင်တယ်အဲ့တော့ Origa ကလည်းအရင်ဆုံးမမြင်ဘူး Origa ရဲ့ pattern နဲ့ vision ကအရင်ကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီ other ကြည်ကြီးရှိတယ်အဲ့ဒီ other ကြည်ကြီးတွေကတော်တော်လေးကို PSG ကိုထိုးနေနိုင် PSG ကလည်း transition other ကြည်ရှိတယ်ဒါပေမဲ့ PSG ရဲ့ transition other ကြည်က Arsenal cancel ကိုထိုးဖို့ကမလွယ်ဘူး Arsenal က PSG cancel တက်ပုံပြီးပြစ်လစ်ပြီးမာကြောတယ်ပြီးတော့ aquas ပိုစေတယ်ဘာလို့လဲကွင်းလက်ကစားသမားတွေရဲ့ကစားပုံကို cancel တဲ့သမားတွေရဲ့ကစားပုံကအရင်ကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီ other ကြည်ရှိရအောင် Arsenal ရဲ့ transition ကလည်းတက်ဖို့ကောင်းတယ်အဲ့တော့ ကျွန်တော်ဆိုလိုချင်တာဘောလုံးကင်ပြီးလည်းကစားနိုင်တယ်ဘောလုံးမကင်ဘဲနဲ့လည်းကစားနိုင်တယ်ဘောလုံးကင်ပြီးတော့ဒီလူပေးတာတွေဖြတ်တင်တာတွေထိုးပေါက်နိုင်တယ်လို့ဘောလုံးမကင်ဘဲနဲ့ကောင်တိုင်းနဲ့လည်းထိုးပေါက်နိုင်တယ်ပြီးတော့တောင်းပန်မှုအသာချက်ရှိတယ်အဲ့တော့ဒီချက်တွေကိုကြည့်လိုက်မယ်ဆိုအာဇနယ်ရဲ့အိမ်ကွင်းအသာချက်နဲ့ကျွန်တော်ထည့်ပေါင်းတင်တယ်ထည့်ပေါင်းတဲ့အခါမှာလည်းအာဇနယ်ကပိုပြီးတော့ကြီးမားတဲ့ favorite ဖြစ်နေတယ်လို့ကျွန်တော်တို့ယူဆမိတယ်အခုတော့ရှိတယ်ဒီပွဲမှာကျွန်တော်တို့အရေးပါလာမှာအာဒီအာဇနယ် center back နှစ်ယောက်ပေါ့နော်အော် career မှာ Halis ကတော့တန်ရာရရှိထားတာဖြစ်တဲ့အတွက်ဒီ real level မှာအလုပ်ဖြစ်ခဲ့တဲ့ key video ကိုထည့်သွင်းလာမယ် ဲ့တော့ green နဲ့ပွဲစာမူတော့အဝိုင်းကြီးပြီးရောကဒါပေမဲ့အခုခက်ခဲတဲ့စာမူတွေတခုထပ်လာတယ်။ဘာလို့လဲဆိုတော့ PSG အသင်းကဒီလက်ရှိ Champion League မှာတိုးချင်းတက်ကြုံမှုထိတ်ကုံ successful အကောင်းဆုံးအသင်းထိတ်ကုံပမာဏအများဆုံးအသင်းဖြစ်တယ်။တယောက်ချင်းရင်ကြော်တာတသိန်းလုံးကြော်တိုင်းဒီစတဲ့ရောက်မှာဆယ်ယောက်လောက်ကတယောက်ချင်းကြော်တာအရင်ကောင်းတဲ့ကစားသမားတွေကြီးပဲဖြစ်နေတယ်ပေါ့နော်။အဲ့အိပါဝါကမသိဘူး။အဲ့တော့ KVO လို့ကစားသမားတွေကတာဂက်တက်လုပ်ပြီးတော့တိုက်ခိုက်ခံရနိုင်တယ်။ဘလို့ဒီနေ့ ူကစားတဲ့ညာဘက်ချမ်းမှာဆိုတစားယူတူတွေနဲ့ဟာကီမီတို့ရှိတယ်အဲ့ဟာကီမီကအင်မတန်အာရုံနောက်တဲ့ကစားသမားပေါ့နော်အရင်မြင်ပြီးတော့အာတော်တော်လေးတော့ခပေးလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်ကြီးရှိနေတယ်ပြီးတော့ကျွန်တော်နောက်ပိုင်းပွဲတွေမှာဝီလျံဆာလီဘာရဲ့နည်းနည်းမတိမငင်ဖြစ်တာလေးတွေ့ရတယ်အဲ့တော့ဆာလီဘာကတော့ဒါရိုးရိုက်စတောက်ကန်လို့တင်စားလောက်တဲ့အခြေတကယ်ကောင်းတဲ့ကစားသမားပေါ့ကျွန်တော်လည်းအရင်ကြိုက်ဒါပေမဲ့လည်းဒီသူ form လှုပ်လှားမှုဖြစ်နေတာကတော့ဒါအမှန်တရားပဲအဲ့တော့အဲ့ဒါလေးတွေကိုအစလေအယူဆရမယ်ထင်တယ်ပုံမှန်အဖြစ်တော့ဒီ tactical technical buy ပေါ့နော် PSG က technically အသာရတယ်မဲ့ Arsenal technical buy setup နဲ့ Arsenal ခိုင်မှာမှုဒီຢာလေးလက်ရှိသွားနေတဲ့ form အရဆိုရင် Arsenal ဘက်ကအင်ကွင်းနဲ့ဖြစ်တဲ့အတွက်ပို့ပြီးတော့အသာနေတယ်လို့ကျွန်တော်မြင်မိရပို့ဒီအတွဲဖက်ပါတယ်စီလူဒါတုံးတော့ပြီးတော့တို့လေးပြည့်စုံပါတယ်ဒီမိမိဟာရှူတော့မှဆိုတော့ Arsenal ရဲ့ဒီကစားနေတဲ့မိဖြူဟာတို့လေးကို PPG ရှိတယ် PPG ရှိတယ် PSG ကို ဟိုကောင်းကောင်းအတာယူနိုင်တဲ့နီးပြူဟာမျိုးပေါ့လေ PSG မှာလည်းနီးပြူကမကောင်းဘူးလို့ဆိုလို့ကျင်တာလို့မဟုတ်ဘူးလေဒါ PSG ကိုပြန်ပြီးတော့လှန်နိုင်တဲ့ဒါနီးပြူဟာခင်းချင်းမျိုးအာဆင်နယ်မှာရှိတယ်ဒါပေမဲ့တူးကောင်းတူးချင်းပိုင်းနေမှာတော့ PSG ရဲ့အတာချက်တွေလည်းဟိုဒါအတိမတ်ပြုရမယ်ဆိုရဲဘောမျိုးဒါစီပြီးတော့ဒါတုံးသက်ပေးပါဦးလေဘလို့ရလက်ထွက်မလဲဆိုတော့ဒါဒီညမှာအခုဒါကြည့်ကြရအောင်ပါဒါနောက်နေ့မှာလည်းစက်ပြီးကစားဖို့ရှိတဲ့ဘာစီလိုနာနဲ့အင်တာမီလန်လို့ပွဲပေါ့လေဒီအချိုဘလို့ပွဲဒုတိယပွဲစဉ်လေးကိုလည်းအခုဒါနောက်နေ့မှာစက်ပြီးမှပြင်ဆက်ပေးဖို့ရှိပါတယ် ခုလိုမျိုးဒါစီတူအာဆင်နယ်နဲ့ PSG ပွဲလေးကိုပြည့်ပြည့်စုံစုံတုံ့ပြန်ပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့စကောပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ